ရှင်ဥစွာဘုရားသခင်ခြေဥတော်ကိုချင်မှန်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့ငါဤစားเสียဆိုရက်အကောင်းဆုံးလေးနဲ့ခေါင်းအပေးတော့မှာဖြစ်ပါတယ်။ရှင်ခရွန်ချန်ခန်းလေးစာပိုက်34ကိုဖတ်ပါမယ်။ယေရှုကငါ့ကိုဆေလွတ်တော်မူသောသူအလိုတော်ကိုဆောင်ခြင်းသူ၏အမှုတော်ကိုပြည့်စည်ခြင်းအမှုသည်ငါဤစားเสียဖြစ်ပြောရတွေ့ရတယ်။ ဒါအားလုံးသိတဲ့အတိုင်းပဲရှာမာရိအမျိုးသမီးကိုယေရှုကအေးဝံကလေးလှုပ်တယ်။တပည့်တော်တွေကမြို့ထဲသွားပြီးတော့မှအစားစရာသွားဝယ်တယ်။ပြန်ရောက်တော့နော်တပည့်တော်တွေကစားဖို့ယေရှု တက်တွန်းတဲ့ခါမှာမဝိုးတဲ့ငါးဝနေပြီတဲ့။အဲ့ဒါပါလဲဆိုတော့ခန္ဓာကိုယ်အစာကိုပြောတော့မို့ယေရှုပြောဝိညာဉ်အစာကိုပြောတာ။ဝိညာဉ်အစာခွားနဲ့ပြည့်နေပြီ။ เนาะအဲ့တော့မင်းတို့မသိတဲ့စားစရာငါ့မှာရှိတယ်အဲ့လိုပြောတယ်မိတ်ဆွေနော်တရပြူမိပါရဲ့လားတင့်ရဲ့ဝိညာဉ်ခွန်အားနဲ့ပြည့်နေဖို့တင်စားအစာแท้မှာဘာပါတယ်လဲဆိုတော့နော်ဘုရားသခင်ရဲ့အမှုတော်ကိုဆောင်ရွက်ခြင်းဖြစ်တယ်အဲ့ဒါကိုတာဝန်ကျေဖို့ဖြစ်တယ်ပြီးစောင်ဆောင်ရတယ်ဆိုတော့ကိုယ်ခိုင်းတဲ့အရာလေးကိုပြီးစောင်ဆောင်ရဖို့ အဲ့ဒါဟာသင်ရဲ့ဝိညာဉ်ကိုခွာနဲ့ပြည့်ဖြည့်နေခြင်းဖြစ်တယ်အစာစားနေခြင်းဖြစ်တယ်ဒီလိုပြောပါတယ်နော်အဲ့တော့စာပိုက်35မှာဘာပြောလဲဆိုတော့ယခုမှစ၍လေးလလွန်လင်းစဘာကြီးစရာကာလဖြစ်လိမ့်မည်သင်တို့ဆိုတတ်သည်မဟုတ်တော့ငါဆိုသည်ကစဘာရဲ့ချင်းအလို့မှာလေပြင်းတို့သည်ယခုပင်ဝင်းဝင်းရှိသည်ကိုမျော်ရဲ့ကြည့်ကြလောနော်အဲ့တော့ ယေရှုကငါရဲ့စားစရာဟောကတော့ဟလာဘုရားသခင်ရဲ့အမှုတော်ဆောင်ခြင်းအလိုတော်ကိုပြည့်စည်စေခြင်းဖြစ်တယ်။ဟောမှာမင်းတို့ကြည့်ဆိုပြီးတော့မအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ရှာမာရိတမြို့လုံးမှာမရှိလူတွေကယေရှုကိုလာကြည့်ကြတာ။အဲ့ဒါယေရှုကအဲ့ဒါကိုပြောတာစဘာကဝင်းဝင်းနော်ဟလာယခုပြင်ဝင်းဝင်းရှိသည်တဲ့လေပြင်က လည်းပြန်ဒီလောကကြီးပေါ့ဒီနေရာမှာတော့ရှာမာရီပြီပေါ့မြို့ပေါ့ဒီလိုဖြစ်တယ်အဲ့တော့အဲ့မှာမနကြီးတဲ့အဲ့ရှာမာရီမြို့လူတွေမင်းတို့နော်ဘာဖြစ်လဲအေဝံဂေလိဆရာဟောကြားနော်အမှုတော်ဆောင်ကြလူတွေကတင်ချင်းရတမတရားတိဖို့အတွက်လှုပ်ဆောင်ကြပါအဲ့ဒါမင်းတို့ရဲ့စားစရာပဲသူတို့ပြောချင်တာဖြစ်တယ် အဲ့တော့တိဖို့ကဒါဟာကျွန်တော်ရဲ့ဝိညာဉ်စာအစာဖြစ်တယ်ဆိုတော့မမေ့ပါနဲ့အမှုတော်ကိုစောင့်ခြင်းဟာဝိညာဉ်အစာဖြစ်ပါတယ်ဧဝံဂေလိသူဘာကို ပြောခြင်းဟာဝိညာဉ်အစာစားခြင်းဖြစ်တယ်နော်အဲ့တော့ပြောလေဝိညာဉ်ခေါ်တဲ့ပြည့်စုံတယ်ပဲဒါကိုမမေ့နဲ့အဲ့တော့မပြောဘူးဆိုရင်တော့ဝိညာဉ်အစာမစားရင်တော့ဝိညာဉ်အားနေမှာပေါ့ ဒါဒီတစ်ခုထဲတော့လည်းမဟုတ်ပါဘူးစံစာဖတ်ခြင်းနော်နှုတ်ကပါတော့နားထောင်ခြင်းတွေလည်းဒါအစာစားခြင်းတွေမျိုးပါဘူးနော်ဟုတ်ပြီသူကပြီးသေးစေခြင်းလို့ပြောတဲ့ခါမှာယောဟန်ခါစကုစာပိုက်30မှာယေရှုကနော်ဟာလာအမှုပြီးပြီပြောတာတွေ့ရတယ်ဒါယေရှုကိုခမဲတော်ဖျားခိုင်းတဲ့အမှုပြီးစည်းသွားတာဒါလည်းယေရှုရဲ့စားစရာပါ ဲ့တော့ကျွန်တော်လည်းဟာလာကျွန်တော်ခိုင်းတဲ့အလုပ်လေးတွေဘုရားသခင်နော်တယောက်တစ်ယောက်မတူပါဘူးဟိုဆရာကိုအညာရိသမှာဧဝံဂေလိလုတ်ခိုင်းနေဆိုရင်ဒါဆရာပြောင်းလို့ရမယ့်တောင်းရှိတယ်တင်းတော့ဘယ်မှာခိုင်းလဲအဲ့တော့ပြောင်းလို့ဘုရားဖြစ်တယ်နော်စပြီးမှ သူ့လိုတလန်းမဖြစ်အောင်နော်ဒါပြည့်စုံခြင်းဖြစ်တယ်နော်ဒါဝိညာဉ်အစာကိုဝတ်အလင်းဆိုစာခြင်းပေါ့ ဘယ်လိုမျိုးနော်တဝက်တဝက်နဲ့သမင်းမွားလိုက်ပဲနဲ့နားတာမျိုးမဟုတ်တော့ဘူးပေါ့နော်ဒီလိုမျိုးရှိတယ်အဲ့တော့နောက်တစ်ခုကတော့မပြောလဲဆိုတော့တောလေအချမ်းအခန်းစလေးစာပိုက်ကိုမှာထာဝရဘုရားကိုမကုံမပုံကံကြပါနဲ့ထူပီသူပီသားတို့ကိုမကြောက်ကြနဲ့သူတို့ဒီငါတို့စားเสียအဖို့ဖြစ်ကြ යි သူတို့နဲ့အမီတကယ်မရှိ ထာဝရဘုရားသည်ငါတို့ဖက်၌ရှိတော်မူ၏တို့ဖြစ်သူတို့ကိုမကြောက်ကြနှင့်ပြောဆိုကြလေတော်သူတို့ပြောတာတွေ့ရတယ်အဲ့တော့ဒါယောရှုနဲ့ကာလကပြောတာဖြစ်တယ်ရှေ့မှာခန္ဓာပြည်ရှိတယ်ယေရကောမြို့မှာစပြီနော်အဲ့တော့ဒီခန္ဓာပြည်ကြီးကိုဘုရားသခင်ကတော်တိုက်ဖို့တောင်းပေးတာဖြစ်တယ် ဲ့လူမျိုးအဲ့မှာရှိလူမျိုး9မျိုးကအလွန်ဆိုးသွမ်းသောကြောင့်မိကြီးပေါ်မှာဘုရားသခင်ကမထားတော့အဲ့တော့သူတို့ကိုသွားတိုက်ပြီးဖျက်ဆီးခြင်းဒီအမှုတော်ဆောင်ခြင်းဖြစ်တယ်အဲ့တော့ပြောင်းလို့ဖို့ဖြစ်တယ်ဒါဧသရေလလူမျိုးတို့အတွက်စားစရာဖြစ်တယ်အဲ့ဒါကိုဘသူပဲနားလည်လဲဆိုတော့အဲ့ဒီယောရှုနဲ့ကလပ်သူတို့လည်းပဲနားလည်တယ်ငါတို့စားစရာတဲ့ကျွန်တော်လူတွေကကြောက်တယ်ဟာငါတို့ထိုင်အားကြီးတယ် နောက်ထပ်မြို့ကလည်းမြို့ရိုးတဲ့အကြီးကြီးတဲ့အမြင့်ကြီးတွေငါတို့မနိုင်ဘူးငါတို့တည်မယ်။အော်ဖခင်ရဲ့သဘောကိုတည်တဲ့ယောရှုနဲ့ကလကတော့ငါတို့ရဲ့အစားအရာဖြစ်တယ်။သူတို့မှအမြင်တကယ်မရှိဘူးငါတို့မှဖခင်ရှိတယ်။ဆိုပြီးတော့မှအခုပဲတက်တင်းကြရအောင်။သွားစားကြမယ်အခုပဲဝအောင်။နော်ဒီသဘောပဲဖြစ်တယ်။အထုခါမှာဒီနေ့ ဝိညာဉ်ခွာမရှိတဲ့သူတွေကတော့ဘာဖြစ်သွားလဲနောက်ဆုံးသွားမစားလိုက်အောင်တောထဲမှာပဲတည်ကြည်ကြတယ်အဲ့တော့ယောရှုနဲ့ကလတ်နဲ့မျိုးဆက်တစ်တွေကတော့တစ်ဖက်ကမ်းကူးတယ်သူတို့မြောက်ဦးဆောင်ပြီးတော့မှာနော်စားပြီးရင်ခွာရရင်ထပ်စားရင်ခွာတာရရရင်လည်းပဲနော်တောင်းပြီးစောင်းနော်အမှုပြီးစီးတယ်ဆိုတွေ့ရပါတယ်ဒါကြောင့်ဓမ္မမေဆွေနော်ဧဝံဂေလိလုပ်ငန်း လို့ဖို့ဒါတကယ်တင်ဒီလောကမှာရှိရခြင်းရဲ့ဘုရားသခင်ရဲ့အန်တီမရီမှန်ချက်ပါနိုင်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကတရားဆရာမမဟုတ်တော့ဘယ်လိုလုပ်မလဲ။ဘယ်လိုသွားစားမလဲပေါ့။ဒီလိုမျိုးထင်တတ်ပါတယ်။အဲ့တော့ကိုယ်နားမှာရှိတဲ့ကိုယ်အာကစားသမားဆိုရင်အာကစားကိုယ်နဲ့အတူလုပ်တဲ့သူပြောမှာပေါ့ဒါသိရင်စားစရာ။စီးပွားလုပ်တဲ့လူရဲ့ စီးပွားအတူလှုပ်တဲ့သူကိုပြောရမှာပေါ့ဒါတင်းရစားစရာဖြစ်တယ်နော်ကျောင်းဆရာဆရာမနော်အင်ဂျင်နီယာဝန်ထမ်းကိုရှိတဲ့နေရာမှာဖျားသခင်အတွက်ကိုတော့ဖို့အသက်ရှင်ပါအဲ့ဒါကတော့ဗာလဲနော်ကိုတော့ခိုင်းထားတဲ့အလုပ်ကိုလုပ်ဖို့ဖြစ်တယ်လူပေါင်းတို့တကယ်တင်ကျင်းတို့ရောက်တယ်မှာတရားကိုသိစေခြင်းကဘုရားသခင်လို့ရှိတယ်။တင်းတို့တွား၍ လူမျိုးတကာတော့ငါတပိဖြစ်စီလက်ခမရတော့တော့တန်ရှင်တော်ဝိမနာမှာပရဇံပေးကြပါအဲ့တော့ဘုရားခင်ကကိုယ်ခိုင်းထားတဲ့အရာသင်စားဖို့ဖြစ်ပါတယ်အဲ့ဒါဝိညာဉ်အစာဖြစ်တယ်မမေ့ပါနဲ့လူတယောက်ကိုသင်အေးဝုံလေးပြောလိုက်ရင်ဆိုရင်သင်ဝိညာဉ်ခွားနဲ့ပြည့်စုံလာမှာဖြစ်ပါတယ်အဲ့တော့တောင်းဝန်ချင်အောင်ပြည့်အောင်ပြောရင်တော့ဝဝလင်းလင်းသမင်းစားလိုက်တယ်ပဲဝိညာဉ်ခွားပြည့် ရရှိမှာဖြစ်ပါတယ်အဲ့တော့မေဆွေတရားဝိညာဉ်ခွာနည်းနေပါသလားနည်းနေရဆိုရင်တော့ဒီနေ့ဒီနေ့နဲ့ဣဝံကလေးနော်လွတ်ချင်အဖြစ်ဝိညာဉ်အစာစားပါအဲ့ဒါဆိုရင်တော့ဒီနေ့တရားဖြင့်သင်ပြောလို့တက်တဲ့ခံလို့လူတယောက်နောင်တရပြီးတော့ဖျားခင်ထံကိုရောက်လာတယ်ဆိုရင်တော့ကောင်းခင်သားတွေဟာအလိုဝမ်းမြောက်တယ်အဲ့ဒါဆိုတရား ရားသခင်နဲ့ကောင်းကင်သမန်ကိုဝမ်းမြောက်စေတော်သူဖြစ်နိုင်ပါတယ်ဖြစ်နိုင်ပါတယ်ဒါကြောင့်ဒီနေ့စပြီးတော့မှငါရဲ့စားစရာနော်ဟာငါနာပါပဲရှိတယ်ဒါငါရဲ့ဝိညာဉ်အစာဖြစ်တယ်လူတွေမြင်အလိုမြင်ပါကိုယ်ရင်မလောက်တတ်ဘူးဆိုရင်လည်းသင်ရဲ့ယာဓုနော်အစွမ်းတတ္တိငွေကြီးသင်ရဲ့အိမ်သင်ရဲ့ခြံအမျိုးမျိုးအဖြစ် တင်းရကားတင်းရဆိုင်ကယ်နော်အဲ့ဒီဟိုအင်္ဂလိပ်လုံမလုပ်ရတူပူပေါင်းပေးပါနော်ဒါဟာတင်းရအစာစားစရာဖြစ်တယ်ဝိညာဉ်ခေါ်နဲ့ပြည့်စုံလာလိမ့်မယ်ခွာပေးနဲ့နေကုန်ချုပ်ပါရဲဖျားရခင်ဒီတင်းတို့အလုံးကောင်းချီးပေးပါစေတော့အာမင်